နိုင်ငံကူးလက်မှတ်အတုနဲ့ထိုင်းနိုင်ငံနဲ့ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၃ဦးကိုဖမ်းဆီးရမိတယ်လို့ခေါဆွတ်ထိုင်းသတင်းမှာဖော်ပြသွားပါတယ်။တခရိုင်လူဝင်မှုကြီးကြပ်ရေးရဲမှုကြီးဖုံးနှခွန်းနှခွန်းစန်တီဖက်ကသတင်းတောက်တွေကိုပြောကြားချက်အရာရွှေပြောင်းအလုတ်သမားတွေကင်ဆောင်တဲ့ယာယီနိုင်ငံကူးလက်မှတ်အတု၃ဆောင်ကိုဖမ်းဆီးရမိတယ်လို့ဆိုပါရယ်စက်တင်ဘာလ24ရက်နေ့မွန်းလွဲ၂နာရီကမဲဆောက်မြို့နယ်ဝှေ့ဝင်ဖော်စစ်စေးရေးဂိတ်မှာ ယာယီနိုင်ငံကူးလက်မှတ်၃ဆောင်ကိုင်းဆောင်သူ၃ဦးဟာမတင်ကားပွဲဖြစ်နေလို့သူတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုမဲဆောက်ရာဇဝတ်မှုနှိမ်နှင်းရေးရဲတပ်ဖွဲ့ကိုဆက်လက်ပို့ဆောင်ပေးပြီးဆက်နဲ့စစ်ဆေးကြည့်ရှုရမှာစာရွက်အတုတွေဖြစ်နေတာကိုသိရတယ်လို့ရဲမှူးကြီးကပြောပါရယ်စစ်ဆေးတွေ့ရှိချက်အရာယာယီနိုင်ငံကူးလက်မှတ်အစ်စ်မှာကိုင်းဆောင်သူရဲ့ဓာတ်ပုံနဲ့ကိုရေးအချက်အလက်တွေပြောင်းလဲထားကြောင်းထိုင်းနိုင်ငံထဲမှာလုပ်တယ်လို့ယူဆရပြီးဒါဟာပထမဆုံးအကြိမ်အဖြစ်ယာယီနိုင်ငံကူးလက်မှတ်အတုဖမ်းမိတာဖြစ်တယ်လို့ဆိုပါရယ် နိုင်ငံကူးလက်မှတ်အတုကိုင်ဆောင်သူတွေရဲ့ထွက်ဆိုချက်တွေအရကိုထွန်းလို့ခေါ်တဲ့ပွဲစားကနေတဆင့်မြောက်ဝတီမြို့မှာဝယ်ယူခဲ့ကြောင်းနိုင်ငံကူးလက်မှတ်တစ်ခုကိုဘတ်16000ပေးရပြီး၈ရက်အတွင်းရရှိကြောင်းဘန်ကောက်မှာအလုတ်သွားလုပ်ဖို့ဖြစ်ပြီးပွဲစားအဆက်အသွယ်နဲ့မော်ချစ်ကားဂိတ်မှာလာကြုံမဲ့သူရှိကြောင်းမဲဆောက်ကအထွက်မှာအခုလိုအဖမ်းခံရတာလို့ပြောပါတယ်။ သူတို့သုံးဦးကိုစာရွက်စာတမ်းအတုကင်ဆောင်မှုနိုင်ငံ내တရားမဝင်ဝင်ရောက်မှုတွေနဲ့ဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပြီးနိုင်ငံကူးလက်မှတ်အတုလုပ်တဲ့ကိုင်းကိုဖမ်းဆီးရမိရေးဆက်လက်စုံစမ်းနေတယ်လို့ရဲမှူးကြီးကသတင်း